ပျော်ပါတယ်ဘာလို့ဆိုတော့ Bollywood ကဟိုကမ္ဘာပေါ်မှာတည်ရမလား Hollywood နဲ့ Bollywood ကအရန်ကိုအမှုပညာအတိုင်းအဝန်းမှာအရန်ကိုကြီးကျယ်တယ်လीအဲ့တော့ဒီလိုမျိုးရှင်ခံရဲဆိုတော့ဟိုလीအရန်ပျော်တာပေါ့ Bollywood ပွဲတော့ကတော့အဲ့တော့ကတော့ဘယ်လိုပြောရမလဲအဲ့တော့ကမင်းသမီးကြည့်တရားပေါ့နော်အိုင်ရှိုရီယာရိုင်းနဲ့တူတယ်ဆိုတော့ look ကိုတူတဲ့လူကစုရတာပေါ့နော်အဲ့တော့အဲ့လိုကိုကစင်တယ်ပေါ့နော်အဲ့ဒါ ဝမ်းသာဘောကဘာလို့ဆိုတော့တကယ်မင်းသမီးကြီးတွေနဲ့တူခွင့်ရရယ်ဆိုတော့ဒါနဲတဲ့ကံပါဘူးဒါအဲ့တော့အရင်ပြောပါတယ် 2006မှာပေါ့နော် Miss Bollywood ဒါရိုးရိုးတန်းတန်းဒီအရင်ကခေတ်ပုံစံနဲ့ဆိုရင်တော့အရန်ယူမကြီးကျယ်ဘူးပေါ့နော်ဟိုသူ့အာနဲ့သူ့အနေထားလေးနဲ့သူပေါ့နော်အဲ့ဒီတုန်းကတော့ Miss Bollywood ရထားပြီးသားပြီးတော့နောက်ပိုင်းမှာဟောလီကဒီ model လောကကိုလုံးဝမလုတော့ဘူးပေါ့နော်နိုင်ငံခြားထွက်သွားတဲ့အတွက်မလုတော့ဘဲနဲ့အခုမှဒါအခုနပြောသလိုပေါ့ဟောလီရဲ့ first and last ဆိုတာဒီပေးချန်လောကကိုဒီ first time ဝင်လာတာပေါ့နော် first time ဝင်လာတယ်ဟောလီဘာမှလည်းမသိဘူးဒီပေးချန်လောကကိုအာဘယ်လိုပြောမလဲ ဖြစ်ချင်တဲ့ဆန္ဒတစ်ခုတည်းနဲ့ဝင်လာတာပေါ့နော်ပြီးတော့စ조사တယ်ပြောလို့ရှိရင်ဒီလူတိုင်းကလည်းပေါ့နော်ဒီ miss universe ကိုဖြစ်ချင်တဲ့အိမ်မက်လူတိုင်းမှာရှိတယ်ပေါ့နော်အဲ့ဒီအိမ်မက်ကလေးကိုအကောင့်ထဲပေါ်နိုင်နေဆိုတော့ရည်ရွယ်ချက်လေးနဲ့ဝင်ဖြစ်လာပါ The ခက်ခဲတွေကတော့ရှိတယ်ပေါ့နော်တဖြည်းဖြည်းနဲ့ဒါဟိုဝင်လာတဲ့အမြတ်စတဲ့အချိန်မှာတော့ဟိုလီဘာမှမသိခဲ့ဘူးဒီစပြီးတော့လေ city ပွဲမှာစပြီးတော့ဝင်လာတဲ့အချိန်မှာဟိုလီဘာမှနနာမလဲခဲ့ဘူးဒါပေမဲ့ city driver တို့ဒီ team ကနေပြီးတော့ဟိုလီကိုတင်ပေးတယ်ပြောပြပေးတယ်အဲ့ဒီပြောပြချက်အရညွှန်ပြချက်အရကိုဟိုလီ live လုပ်တယ်အဲ့ရနေမှာတဖြည်းဖြည်းနားလဲလာတယ်ပေါ့နော်အခုချိန်မှာတော့အာတဖြည်းဖြည်းနဲ့တော့ခီးရောက်နေပါပြီပျော်ပါတယ်ဘာလို့လဲဆိုတော့ bollywood ကဟို ကမ္ဘာပေါ်မှာတည်မလားဟောလိဝုဒ်နဲ့ဘောလိဝုဒ်ကအရန်ကိုအမှုပညာအတိုင်းအဝန်းမှာအရန်ကိုကြီးကျယ်တယ်လေအဲ့တော့ဒီလိုမျိုးရှင်ခံရဲဆိုတော့ဟောလိအရန်ပြောတာပေါ့ဘောလိဝုဒ်ပွဲတွန်းကတော့အဲ့တွန်းကတော့ဘယ်လိုပြောရမလဲအဲ့တွန်းကမင်းသမီးအကြီးတယောက်ပေါ့နော်အိုင်ရှိုရီယာရိုင်းနဲ့တူတယ်ဆိုတော့ look ကိုတူတဲ့လူကစုရတာပေါ့နော်အဲ့တွန်းကအဲ့လိုကိုကစင်တယ်ပေါ့နော်အဲ့ဒါဝမ်းသာဘောကဘာလို့ဆိုတော့တကယ်မင်းသမီးကြီးတွေနဲ့တူခွင့်ရရယ်ဆိုတော့ဒါနဲတဲ့ကံပါဘူးဒါအဲ့တော့အရင်ပြောပါတယ် ဲ့တုန်းကဟော်လီကဗောနော်အဲမဂဇင်းတို့အလိုဂျာနယ်အဲ့တုန်းကကျတော့မဂဇင်းတို့ဂျာနယ်တို့ခေတ်ကိုပြောလို့ရှိရင်အလိုနည်းနည်းပါးပါးသေးဥဆောင်လုပ်ခဲ့ဘူးတယ်ပြီးတော့လို့ရှိရင် runway တွေရှောက်ခဲ့ဘူးတယ်ဗောနော်အဲ့နောက်ပိုင်းမှာဟော်လီကဒီအိမ်ကလည်းအစင်ဘွားဗောနော်တဘောမတူတော့ပညာရေးဘက်မှာပဲနည်းနည်းအာယုံစိုက်စီခြင်းတော့အားနဲ့နိုင်ငံသားမှာကြောင်းသွက်တက်ခဲ့တယ် အာဘယ်လိုပြောမလဲသူတို့ရဲ့ culture အနေနဲ့အဲ့လိုစာရီတို့ဘာလို့ဝေရတယ်အဲ့လိုမျိုးပုံစံလေးတွေဟိုပြင်ရတယ်ပေါ့နော်သူတို့ရဲ့အဲ့လို look လေးထွက်အောင် make up look လေးကအစားအဲ့လိုမျိုးလေးတေချာလေးပြင်ဆင်ပြီးတော့အဲတချို့တွေကတော့စင်တယ်ပေါ့နော်တူတယ်ပေါ့အဲအကြောင်းလဲဆူရခဲ့တော့ဟုတ်ဟိုလေအဲ့လူကလည်းအဲ့ miss bollywood ပြိုင်တော့ကလည်းဒါလုံးဝ first time လုံးဝမော်ဒယ်လောကကိုလုံးဝမသိတဲ့အချိန်မှာပေါ့နော်အဲ့မှာမစ္စတာဘရိုင်ရဲ့ဆရာမစ္စတာဘရိုင်ရဲ့ ਨੇ အာတွေ့ပြီးတော့ဟိုပြိုင်ချင်တယ်လို့ပြောလိုက်တော့အဲ့နှစ်မှာသူကပြိုင်နေဆိုတော့အာနဲ့ကိုကလည်းပြိုင်ဖြစ်တော့ of first ပွဲမှာကိုစုရွားရဲဆိုအရန်ပြောတာပေါ့ဆိုတော့ဘာလို့လဲဆိုတော့အရန်လဲအဲ့လုံးကအရန်စိတ်အားထက်တန်နေရာ တော့ငါလုံကြည့်ခြင်းနဲ့ငါပြိုင်ကြည့်ခြင်းနဲ့အဲ့လိုစိတ်ကလေးနဲ့ပြိုင်တဲ့အချိန်မှာကရောင်းရခဲ့တာပေါ့နော်အခုကကြတော့လေအင်းကနေနားလေဝိုင်းပေါ့နော်ဟော်လီရဲ့အနေထားဟော်လီရဲ့သွားနေတဲ့လမ်းကြောင်းတို့ဘယ်လိုလဲဆိုတာဟော်လီကိုမြင်သွားတယ်ပြီးတော့ဟော်လီရဲ့ဖြစ်ချင်တဲ့စိတ်ကိုလည်းတို့မြင်သွားပြီပေါ့နော်အဲ့တော့တို့မှာတားဆီးတာလည်းမရှိဘူးဟိုဘာပဲမဆိုအကောင်းဆိုးကိုဆုံးဖြတ်နိုင်တဲ့အရေးချင်းရှိတဲ့အတွက်တို့မှာဘာမှခွင့်ပြုချက်အကုန်ပေးထားရပေါ့နော်ဟုတ်ရှိပါတယ်လွတ်လပ်လုပ်ပိုင်ခွင့်နေပေးထားပါတယ် ဟုတ်အနုပညာလမ်းကြောင်းမှာတော့ရှိပါတယ်ဟိုလီပေါ့နော်အများကြီးပဲအခုဆိုရင်လည်းအလိုအလုတ်ကလေးကြီးလာပြောထားတာလေးတွေအလိုမျိုးရှိတယ်ပြောရလို့ရှိရင်တော့ထပ်ပြီးတော့ကန်းလန်းလာတာမှန်သမျှအကုန်လက်ခံပါပါဟိုအဲ့ဒါလေးဟိုမျက်လုံးလို့အကုန်လုံးပြောကြတာဗောနော်ဒါကတော့ဟိုဟောလီရဲ့ဒီပါဝါမျက်လုံးမှာရှိတယ်လို့ပြောကြတယ်ဗောနော်အဲ့ဒါမဲ့ဟောလီကလည်းဒီ ဲ့လိုကိုယ့်ရဲ့ energetic ဖြစ်တဲ့ဟာလေကိုယ်လည်းတိနေအဲ့လိုအာယုံကအဲ့လိုမျက်လုံးပေါ့နော်မျက်လုံးလေးဟိုပါဖြစ်လာရင်အဓိကခန္ဓာကိုယ်ကတိတ်ပြီးတော့ပြောင်းလဲစရာမျက်လုံးအကြည့်ပဲလိုတယ်ဆိုတော့အလေးဝယ်နည်းနည်းလေးကိုလေ့ကျင့်ထားတာပေါ့နော် ဟုတ်လိုအပ်တယ်မျိုးလုံးအကြည့်ကတော့ဒါအကုန်လုံးရှူတင်မှာရောက်သွားလို့ရှင်ဖိုတိုဂရဖာရဲ့အစဒီမျိုးလုံးအမြဲတမ်းတင်ပေးနေတော့လေဟော်လီရဲ့ဒီအခုနောက်ပိုင်းကျတော့ဘလို့ဖြစ်လဲဆိုတော့ဒီအဝတ်စားနဲ့မိတ်ကပ်လုပ်ပေါ်ရောက်သွားပြီဆိုတော့ကွာမူဝင်သွားပြီအဲ့လိုအဲ့လိုမူလေးရသွားတဲ့အချိန်ကျရင်အဲ့လိုဖိုတိုရိုက်ရတာလည်းအရင်အဆင်ပြေသွားတာ ဟုတ်ဟောလီဒီပေါ့နော် miss ပွဲပြီးွားလို့ရှိရင်လည်းဟောလီအနုပညာလောကကိုထပ်ပြီးတော့အာဝင်ဦးမှာပါဘာလို့ဆိုတော့ဟောလီရဲ့ဝါသနာဒီအနုပညာဖြစ်နေတဲ့အတွက်ကိုဟောလီအများကြီးလှုပ်သွားဖို့ရှိပါတယ်ဖန်နေနေနဲ့လည်းဟောလီကိုအားပေးပါလို့ပြောချင်ပါတယ်